ားလုံးမင်္ဂလာပါအဲဒီခေါက်ကတော့ညောင်ကျောင်းမှာပေါ့နော်ညောင်ကျောင်းမှာမြန်မာလူမျိုးတွေနေထိုင်သလားဆိုတော့ခေါင်းဝင်နေပေါ့ကျွန်တော်ဟိုဆရာဝင်းတခိနွေရဲ့ဟောကြားချက်လေးကိုကျွန်တော်ပြန်ပြီးတင်ပြခြင်းနေပေါ့နော်ဆရာဝန်တာကင်တွေရဟောကြဆရာဝန်တာကင်တွေတချို့ကြောက်လဲကြားရင်လဲကြားဘူးလိမ့်မယ် အဲမကြောက်ဘူးတဲ့သူလည်းရှိမှာပေါ့နော်တကယ်လို့မကြောက်ဘူးဆိုရင်တော့ဒီ YouTube မှာရရှာလိုက်ပေါ့နော်ဆရာဝန်နောက်မှာကွင်းစာဝင်ပေးနေတာကီနွယ်ပေါ့နော်အဲ့လိုရရှာကြည့်လိုက်အဲအဲ့မှာသူဟောပြောချက်တွေပေါ့နော်ဒီကြားမြင်ဆရာအစ်တယောက်ပေါ့အဲသူဟောပြောချက်တွေကနေကျွန်တော်ထုတ်ထုတ်ပြီးတော့ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်အဲ့မှာဆရာဝန်ကသူကဒီပစိဖိတ်တမှုတွေอ่ะပေါ့နော်ကျွန်တော်တို့ဒီကဘာအမြေဘုံထဲမှာပစိဖိတ်တမှုတွေอ่ะတော့ရှိတယ် အဲ့တော့ဒီပစိဖိတ်သမုဒ္ဒရာထဲမှာသူကဒီတိုက်ကြီးပေါ့နော်တိုက်ကြီးတစ်ခုကျွန်တော်တို့ဒီတရားဝင်ရဆိုရင်ကဘာမှာတိုက်ကြီးရခုနှစ်တိုက်ဒါမဲ့ဒီဆရာဝင်ကဒီပစိဖိတ်ပစိဖိတ်သမုဒ္ဒရာထဲမှာအဲတိုက်ကြီးတစ်ခုရှိရပေါ့နော်ကျွန်တော်တို့ဒီလူသားတွေမမြင်နိုင်တဲ့ရေဝန်းတစ်ခုပေါ့နော်အဲ့လိုပြောရမှာပေါ့အဲ့လိုမျိုးတိုက်ကြီးတစ်ခုရှိတယ်ဒါဆရာဝင်ရဲ့ဟောပြောချက်ပေါ့ ဲ့တော့ပမာဆုံးကျွန်တော်တို့မြောက်ကျွန်းဆိုတာဘယ်လိုမျိုးလဲပေါ့နော်မြောက်ကျွန်းအကြောင်းကိုကျွန်တော်အရင်ဆုံးပြောရမှာအဲမြောက်ကျွန်းကကျွန်တော်တို့သိတဲ့အတိုင်းကျွန်တော်တို့ဒီကျွန်တော်နေတဲ့ကဘာဆိုရင်ဒါတောင်ကျွန်းပေါ့နော်တောင်ကျွန်းလို့ဒါသိကြတယ်မြောက်ကျွန်းဆိုတာတော့ဒီမြစ်မုတ်တောင်ရဲ့မြောက်ဘက်ပေါ့နော်အဲမြောက်ကျွန်းသားတွေကသူကဒီတက်တန်းကသူတို့ရဲ့ဒီအတက်ကပေါ့နော်ထောင်နှစ်ပေါင်းထောင်ရှိရပါပေါ့နော် ဖះရှင်လက်ထက်မှာတော့မပေါ့နော်ဒီဇောတိကတထိကတော်ကမြောက်ကျွန်းသူလို့ဒါမှတ်တမ်းနေတင်ခဲ့ကြရလဲရှိရပေါ့နော်အဲအဲ့တော့ဆရာဝန်တာကင်ွယ်ကဘလို့ဟောခဲ့တယ်လဲသူဘလို့ပြောတယ်လဲဆိုရင်ဒီအစိုးရမျိုးကြော့မြိုင်ပေါ့နော်အစိုးရမျိုးကြော့မြိုင်ကတည့်ရမှာပေါ့ဒီမြေပုံတစ်ခုယူလာတယ်ဒုတိယကဘာစစ်တုံးကလက်ကျန်ပေါ့နော်မြေပုံတစ်ခုယူလာတယ်အဲ့မှာယူလာတဲ့မြေပုံမှာပေါ့နော်ဒီ မြေပုံကအင်္ဂလိပ်လိုရေးထားရလဲမဟုတ်ဘူးမြန်မာလိုရေးထားရလဲမဟုတ်ဘူးသူကဒီဂျာမန်လိုပေါ့ဂျာမန်လိုရေးထားတယ်စလုံးစလုံးနေရာဂျာမန်လိုရေးထားတယ်ပြီးကျွန်တော်တို့ဒီလက်ရှိကမ္ဘာအတိုင်းပေါ့နော်ဒီမြန်မာနိုင်ငံအမေရိကန်နိုင်ငံအဲ့လိုမျိုးတွေဒီအာရှတိုက်ဥရောပတိုက်အဲ့လိုမျိုးတွေပါတယ်ပေါ့နော်ဒါမျိုးထူးခြားတာကသူကဒီပစိဖိတ်သမုဒ္ဒရာထဲမှာဒီသူမသိတဲ့တိုက်ကြီးတစ်ခုပါလာတယ်ပေါ့နော်ဒီမြေပုံထဲမှာပါလာတယ်သူကအဲ့အကြောင်းအရာကိုဒီဆရာဝန်းကိုတွားပြီးမေးတယ်ပေါ့နော်အဲမေးတဲ့အချိန်မှာဆရာဝန်းက ူဘယ်လိုပြောမလဲပုံကိုယ်တွေပေါ့နော်အဲ့လိုမျိုးပြင့်ပြီးမေးတော့အဲ့မှာအဖြေထွက်လာပေါ့နော်ဟုတ်တယ်ပေါ့နော်ဒီ Pacific သမုဒ္ဒရာလယ်ထဲမှာကျွန်တော်တို့လူသားတွေမမြင်နိုင်တဲ့အဲမတွေ့နိုင်တဲ့ပေါ့နော်တိုက်ကြီးတစ်ခုရှိတယ်။ပြီးဟောပြရပေါ့နော်အဲ့အဲ့မှာဒီကြွလာတဲ့ပုံကူကသူကဘာတွေပြောလဲဆိုတော့အဲ့တိုက်ကြီးကြောင်းသူပြောသွားတယ်ပေါ့နော်အဲဆရာဝန်အောင်သူကဘာတွေပြောသွားလဲဆိုတော့ဟုတ်တယ်ပေါ့နော်ဒီတိုက်ကြီးမှာဒီပစိဖိတ်သမုဒ္ဒရာအလယ်ထဲအတိုက်ကြီးမှာပေါ့နော် ဟိုနိုင်ငံပေါင်းက22နိုင်ငံရှိတယ်။နိုင်ငံပေါင်း22နိုင်ငံပေါ့နည်းတော့မနည်းဘူးပေါ့နော်။နိုင်ငံပေါင်း22နိုင်ငံဒါကျွန်တော်တို့မသိတဲ့ဒီကျွန်တော်တို့မမြင်နိုင်တဲ့ဟိုဟာတွေပေါ့လူတွေပေါ့ပြီးအဲ့လိုပဲပြောရမှာပေါ့နော်။နိုင်ငံပေါင်း22နိုင်ငံပြီးတော့အဲ့နိုင်ငံထဲမှာဂျာမန်စကားပြောတဲ့နိုင်ငံကနိုင်ငံပေါင်း20နိုင်ငံပေါင်း20ရှိရပေါ့နော်။အဲ့တော့ပြီးတော့ဒီကြံတဲ့နိုင်ငံကတော့မြန်မာစကားပြောပေါ့နော်။မြန်မာစကားပြောတဲ့နိုင်ငံပေါ့။ သူကအဲ့ဒီပုံကအဲ့လိုမျိုးပြောသွားတယ်။အဲအဲ့မှာဆရာဝန်ကလည်းသူ့သူအတွေးဝင်လာပေါ့နော်။ဘယ်လိုတွေးဝင်တော့ဆိုဩငါတို့ဒီဘက်ငါတို့နိုင်ငံကြီးမှာတော့ငါတို့မြန်မာနိုင်ငံနိုင်ငံကြီးမှာတော့ဒီလောက်ဒီအခြေအနေတွေဆိုးွားနေရပေါ့နော်ကပ်ဘေးတွေကြာရောက်နေတယ်။အဲစစ်တွေလည်းဖြစ်နေကြတာပေါ့နော်။လောက်အခြေအနေဆိုးနေတာတော့မှဒီတခြားဘက်ကဒီမြန်မာနိုင်ငံကမကူဘူးလားပေါ့နော်။သူအဲ့လိုမျိုးအတွေးဝင်တာပေါ့နော်။ ဲ့လိုအဲ့လိုမျိုးတွဲဝင်တဲ့အချိန်သူ့စီကိုပေါ့ရန်ရန်တဘာကြွလာရှေးခေတ်ကပုံစံမျိုးပေါ့နော်ဒီရန်တဘာပုံဟိုအသက်ကြီးရန်တဘာပေါ့မြန်မာမြန်မာလူမျိုးရုံနေပေါ့နော်ကြွလာအကြွလာလေဆိုတာလည်းဒီအကောင်အထယ်ပုံစံမျိုးနဲ့တော့မဟုတ်ဘူးပေါ့နော်ဒီဘယ်လိုပြောမလဲဝိညာဉ်လိုပုံစံမျိုးပေါ့နော်ဒါမှမဟုတ်ဘက်ကနေပဲအကြမ်းမြင်နဲ့ပြန်ဆက်တွေ့တာမျိုးပေါ့အဲ့လိုမျိုးပုံစံမျိုးသူ့စီကိုကြွလာတယ်ကြွလာတဲ့အချိန်မှာသူကပြောတယ်ပေါ့နော်အဲ ါတို့ကုညီမယ်ပေါ့နော်ငါတို့ကုညီဖို့လုပ်နေတယ်ဒီတက်နိုင်တော့ပေါ့နော်ဒီဘက်ကမြန်မာနိုင်ငံကိုဒီအခြေအနေပြန်ကောင်းအောင်တက်နိုင်တော့ကုညီမယ်ပေါ့နော် ကုညီဖို့လုပ်နေတယ်အဲ့မှာဆရာဝန်ကလည်းသူသိကျင်နေတာအကြောင်းအရာတွေသူမေးရပေါ့နော်အဲသူသိကျင်နေတာအဲအဲ့ဘက်မှာပေါ့နော်အဲ့ဘက်ကဘာကဘလို့အဲ့တိုင်မှာပေါ့နော် ဒီဘလို့စီးပွားရေးတွေပါကောင်းကြလားလူနေမှုတွေကဒီဘက်ကဘာနဲ့အတူတူပဲလားပေါ့နော်ဆရာဝန်ကမေးတယ်မေးတဲ့အချိန်မှာဒီအဲအဲ့ဘုန်းကြီးကလည်းသူပြန်ဖြေအဲ့ဘက်ကဘာမှာပေါ့နော်ကျွန်တော်တို့အဲ့ဘက်ချမ်းကကဘာမှာဂျာမန်လူမျိုး22နိုင်ငံဂျာမန်စကားပြော22နိုင်ငံမြန်မာစကားပြော2နိုင်ငံအဲသူကပြီးတော့ကျတော့သူတို့ရဲ့22နိုင်ငံလုံးကပေါ့နော်အကုန်လုံးကဗုဒ္ဓဘာသာတွေပဲပေါ့ဟိုတခြားဘာသာကိုးကွယ်တာမရှိဘူးဗုဒ္ဓဘာသာတွေကြီးပဲ ီးတော့ဒီစီးပွားရေးပေါ့နော်စီးပွားရေးကဒီကျွန်တော်တို့လိုစီးပွားရေးနဲ့နိုင်ငံရေးစနစ်ကဒီကျွန်တော်တို့ဘက်ကနဲ့မတူဘူးပေါ့နော်သူအဲ့လိုမျိုးပြောတယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့ပြောမှလက်ရှိကျွန်တော်တို့အမြင်နဲ့ဆိုတော့ပေါ့နော် community ဆန်မယ်ဆိုတဲ့သဘောမျိုးပဲပြီးတော့ဒီစီးပွားရေးပေါ့နော်စီးပွားရေးကလည်းသူကအဲပြည်သူတွေကပေါ့နော်ဒီကိုယ်ပိုင်လုပ်ငန်းလိုမရှိဘူး ိုယ်ပိုင်လုပ်ငန်းလို့မရှိဘူးပြီးတော့ပြည်သူတွေတရားတခြားဟိုပြည်သူတွေလူတယောက်ကပေါ့နော်တခြားလူစီမှာအလုပ်လုပ်ရတယ်ဆိုတာမျိုးမရှိဘူးသူတို့အကုန်လုံးကအစိုးရအတွက်လုပ်လို့ရတာအဲ့လိုမျိုးပေါ့နော်အစိုးရအတွက်ကိုပဲလုပ်လို့ရတယ်အဲဒါပေမဲ့သူတို့ကလူရင်းသားညီမျှတယ်ပေါ့နော်ညီမျှတယ်ဆိုတာကအဲနေရအိမ်ငါးစပေါ့နော်အစိုးရပေးတယ်ပေါ့နော်အဲစီးစရာကစီးစရာကအစိုးရပေးတယ်ပြီးတော့ ဒီကျွန်တော်တို့ကဘာတဲ့တိုးတက်တယ်ပေါ့နော်အများကြီးတိုးတက်ပဲအစားအစားပေါင်းများစွာတိုးတက်တယ်ပေါ့နော်အဲပြီးတော့ဒီအာသွင်းနဲ့ဓာတ်စီကြားတွေမတုံးဘူးပေါ့နော်သူတို့ဘက်ကအာသွင်းအာတခါတနားရီလောက်အာအပြည့်အသွင်းထားလို့ရင်သူတို့အဲမိုင်ပေါင်း2000 3000လောက်သွားလို့ရတဲ့ကားမျိုးပေါ့နော်အာအပြည့်အသွင်းထားလို့အဲလိုမျိုးတွေတုံးရတယ်အဲ့ဘက်မှာပေါ့နော်ပြီးတော့ဒီဘက်ကဘာမှလို့ပဲသူစူပါမားကတ်ကြီးတွေပါရှိတယ်အဲ့တော့အဲ့လိုဟာတွေကိုသူတို့ဝယ်ရမလို့သူတို့လိုချင်လို့ရင် ဝင်ပြီးယူလိုက်ရုံပဲဗောနော်ကြိုက်တဲ့ပစ္စည်းကိုဝင်ပြီးတော့ယူလိုက်ရုံပဲဗောနော်အဲသူတို့ကွာမှာကအဲ့တိုင်းနေထိုင်ကြရဗောနော်လူတွေကအကုန်လုံးကတော့ဘိုးရပါတာကိုးဝယ်ကြတယ်အဲကိုပိုင်လုံးလို့မရှိဘူးဟိုပြီးတော့အစိုးရအတွက်ပဲလုံးကြဗောနော်ဒါပေမဲ့လူတွေထွေထူးအလုံးလုံးစရာလိုလားဆိုတော့မလိုဘူးဗောနော်ဘာလို့ဆိုဒီ AI နေစက်ရုပ်တွေတိုးတက်နေတဲ့အတွက်အဲစက်ရုပ်တွေပဲခိုင်းတာဗောနော်ဟိုလူတွေကတော့ကြီးကြက်ယုံပဲဗော ဆရာဝန်တာဂီနွေရတော့ကောနော်သူဒီလိုမျိုးမြင်တွေ့တာတွေကိုသူကဒီတောင်ကျုံမြောက်ကျုံအဲ့လိုမျိုးတော့သူတုံးတုံးတော့ကောနော်သူတိတဲ့ဒီပြသိဖိတ်တမို့တရားတွေကဟိုပျောက်ကွယ်နေတဲ့တိုက်တိုက်ကောနော်အော်စတြေးလျတိုက်ပုံစံမျိုးကောနော်အဲ့လိုတိုက်ကြီးတစ်ခုပေါ့သူကအဲ့လိုမျိုးပဲသူဟောပြောတယ်ကောနော်အဲဒါပေမဲ့ဒါကျွန်တော်တို့ဗုဒ္ဓဘာသာအနေနဲ့ဆိုတော့အဲကဘာပေါ်မှာတောင်ကျုံမြောက်ကျုံရှေကျုံနောက်ကျုံဆိုတာရှိရလေဟုတ်တယ်မလားအဲ့တော့ ိုအဲ့ဒီအိုက်ကျောင်းနေနေဖြစ်မလားဗောနော်အဲတကယ်လို့အိုက်ကျောင်းနေဖြစ်မယ်ဆိုရင်လဲဒါမြောင်ကျောင်းဆိုတာကကျွန်တော်တို့ကဘာနဲ့ကနည်းနည်းလေးအဆက်အဆက်အဆက်အသွယ်ရှိတတ်တယ်ဗောနော်ဒါရှိတော့ငယ်ရှိရဲ့ဆိုတော့အဲ့လိုမျိုးလဲဖြစ်နိုင်မလားဗောနော်မြောင်ကျောင်းဆိုလဲဖြစ်ရင်လဲဖြစ်မှာဗောနော်အဲသူတို့ရဲ့တက်တန်းကတော့ဒါနှစ်ပေါင်းတစ်ထောင်ဆိုတော့အဲဒီဆရာဝန်ကတော့ဒီပြောချက်တွေထဲမှာတော့အဲတက်တန်းတွေပါရတော့ထဲတော့ပြောမသွားဘူးအဲ့တော့ တကယ်ပဲအဲ့ပျောက်ကွယ်နေတဲ့တိုက်ကြီးမှာမြန်မာလူမျိုးတွေနေထိုင်ကြပါတော့ဒါလေးရဲ့စိတ်ဝင်စားစရာကောင်းပါတယ်ပြီးတော့ယုံကြည်တဲ့သူတွေလည်းရှိမှာပေါ့နော်မယုံကြည်တဲ့သူတွေလည်းရှိမှာအဲယုံကြည်တဲ့သူတွေအတွက်ကျွန်တော်ဘုဒ္ဓရအဖြစ်မျှဝေတာပေါ့နော်တကယ်လို့မယုံကြည်တဲ့သူဆိုရင်လည်းအဲဖြုတ်ရေးတစ်ခုပုံစံမျိုးနဲ့ပေါ့နော် ကျွန်တော်မျှဝေခြင်းဖြစ်ပါတယ်